င်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်အော်တိုဘာလ31ရက်နေ့ညနေခင်းအထိတွေ့ရှိရတဲ့သတင်းတွေတဲကမှထူးခြားသတင်းများကိုရွေးချယ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အတွက်ထူးခြားသတင်းတွေကတော့ဥပညာရှင်တွေနိုင်ငံခြားထွက်ရင်ကြိုတင်ကြောင်းကြရမယ်ဆိုကတက်တက်ရွေးကောက်ပွဲအတွက်ဝါရဖြန့်ရိုက်ကူးပေးဖို့ငင်းဆန်သူများကို ရေးယူမယ်ဆိုတဲ့သတင်းရခိုင်ပြည်ကိုတိမ့်ပိုက်သွားမယ်လို့ ARS ကောင်းဆောင်ကကြေကျော်ခဲ့တယ်ဆိုတဲ့သတင်း PNL ဆက်ကွာသွားတဲ့နေရာတွေကို ယောက်ပိုင်းမဟာမိတ်တွေစည်ရေးနိုင်ငံရေးမပူးပေါင်းနိုင်မှာကတမျိုးပြီးတမျိုးစစ်ကောင်စီလက်ထဲကိုပြန်ရောက်သွားမယ်ဆိုတဲ့သတင်းမြောက်လီဖလူးဒေတာမှာစစ်တပ်ရဲ့ဘုံကျဲမှုကြောင့်ဒေတာကန်တွေထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင်မနေ့ကရခိုင်ပြည်နဲ့မြို့သုံးမြို့ကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲချမှုကြောင့်ထိခိုက်ဒေဆုံးသူများရှိတယ်ဆိုတဲ့သတင်းအစားရှိတဲ့သတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နုပညာရှင်တွေနိုင်ငံခြားထွက်ရင်ကြိုတင်ကြောင်းကြရမယ်လို့ဆိုကာပြည်ပထွက်ခွင့်ကန့်သက်လိုက်ပြီးနုပညာရှင်တွေအားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ဝါရဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီးငင်းဆန်သူများကိုအေးအေးယူမယ်လို့အချမ်းဘတ်စစ်တပ်ကချိန်ချောက်လိုက်တဲ့သတင်းမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်တွင်းမှာရှိကြတဲ့နုပညာရှင်အားလုံးဝါရဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီးတော့ငင်းဆန်သူတွေကိုအေးအေးယူမယ်လို့စစ်ကောင်စီကချိန်ချောက်လိုက်ကြောင်းနုပညာသတင်းရင်းမြစ်ကလည်းသိရှိရပါတယ် မနေ့ကအော်တိုဘာလ30ရက်နေ့နေ့လယ်တနာရီမှာစစ်ကောင်စီရဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အေးကျွဲကရန်ကုန်မြို့ကရုပ်ရှင်လုပ်ငန်းရုံမှာနုပညာရှင်တွေကိုခေါ်ယူပြီးဖိအားပေးချင်းချောက်လိုက်တာလို့သိရပါတယ်။ရုပ်ရှင်စကားတွေမရိုက်တော့တဲ့နမတီတယုတ်ဆောင်မှာအပါဝင်နမတီတယုတ်ဆောင်နုပညာရှင်အားလုံးစစ်တပ်ရေးကောက်ပွဲအတွက်ကမ်ပိန်းတွေကြွေးကြော်သံတွေစတဲ့ဝါရဖြတ်မှုမှာပါဝင်ရိုက်ကူးပေးရမှာဖြစ်ပြီး င်းဆန်သူအားလုံးကိုအထမိတ်ရအရေးယူမယ်လို့အေးကျွယ်ကချင်းချောက်ပြောသွားတယ်လို့ပြောပါတယ်။လောက်ရမှာကတော့ရေကောက်ပွဲနဲ့ပတ်သက်တဲ့စာသားမျိုးတွေ၊တောင်ပုတ်မျိုးတွေကိုတယောက်ချင်းစီ ပြောရမယ်။ဒိုက်ကူးရေးကိုရှာကမဘတ်ရိုက်ပြီးသူတို့သတင်းနဲ့ဖြောပြရေး platform အားလုံးမှာထုတ်လွှင့်မယ်လို့သတင်းရင်းမြစ်တအူးကပြောပါတယ်။တချို့နှုပညာရှင်တွေအနေနဲ့ကိုယ်တိုင်ရိုက်ကူးပေးပို့ရမှာဖြစ်ပြီးတော့အဲ့ဒီစီဇန်ကိုနိုဝင်ဘာလတန်းမှာစတင်မယ်လို့လည်းဆိုပါတယ် ုပ်ရှင်ဇလန်းတို့မဟုတ်ပါတယောက်ချင်းစီမှစာကမတ်ဘက်ကရုပ်ဆိုခိုင်းတဲ့စာသားတွေကိုရုပ်ဆိုတဲ့ဗီဒီယိုရိုက်ကူးရေးဖြစ်တယ်လို့လည်းပြောပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဘာသာဖြန့်ချီရေးစကားမှာပါဝင်သူတွေကိုပြည်သူတွေကလူမှုရေးပြစ်ဒဏ်ခတ်တာသပိတ်မောက်တာအပြင်းထန်ပြုလုပ်တာအောင်မြင်ခဲ့တာကြောင့်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကအော်တိုဘာ30ရက်နေ့မှာလူပညာရှင်အားလုံးကိုမလာမနေရရေးပေါ်စီဝေးခေါ်ပြီးဖိအားပေးချိန်ချောက်ခဲ့တာလို့လူပညာတိုင်းဝန်းကနေသိရပါပါတယ်ခင်ဗျာ။ နောက်ထပ်ထူးခြားသတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်ကိုတိမ့်ပိုက်သွားမယ်လို့ ARS ကောင်းဆောင်ကကြွေးကြော်နေတယ်ဆိုတဲ့သတင်းမှာရခိုင်ပြည်ကိုတိုက်ခိုက်တိမ့်ပိုက်သွားမယ်လို့ဘင်္ဂလားဒေ့နယ်စပ်ကိုအခြေပြုလှုပ်ရှားနေတဲ့မွတ်စလင်လက်နက်ကိုင် ARS အဖွဲ့ကပြောဆိုလာတာတွေ့ရပါတယ်။အော်တိုဘာ9ရက်နေ့ကပြုလုပ်ခဲ့တဲ့ ARS ကိုနှစ်မြောက်နှစ်ပတ်လည်စုဝေးပွဲမှာ ARS ခေါင်းဆောင်ရှိတ်ဘာဟန်ကပြောဆိုခဲ့တာဖြစ်ပြီးတော့ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့ကထုတ်ပြန်လာခြင်းဖြစ်ပါတယ် ငါတို့ကြိုးစားရမယ်ငါတို့တော်လှန်ရေးကိုနားလည်ရမယ်ငါတို့ကိုကဘာကလည်းမကူညီဘူးဒီကိုင်းမှာရှိတဲ့မွတ်စလင်တွေညီညွတ်ရမယ်ညီညွတ်အောင်လည်းလုပ်ရမယ်ငါတို့တယောက်ချင်းစီကြိုးစားရမယ်ဒီကိုင်းကိုရအောင်တိုက်မယ်တင်းတေးပါစေလို့ ARSA ခေါင်းဆောင်ရှိတ်ပါဟန်ကပြောခဲ့ပါတယ် ARSA တပ်ဖွဲ့များထုတ်ပြန်တဲ့ဗီဒီယိုဖိုင်မှာတနံများကင်ပြီးတော့တိုက်ခိုက်ရေးဝတ်စုံများဝတ်ဆင်ထားတဲ့ ARSA တပ်ဖွဲ့များကလည်းလက်နက်ကင်တိုက်ပွဲဆင်နွှဲကြမယ်လို့ကြွေးကြော်ခဲ့ပါတယ် ယခုအခါမှာ ARC အဖွဲ့ကမောင်တော်မျိုးနယ်မြောက်ပိုင်းနဲ့ထိစပ်နေတဲ့ဘင်္ဂလားဒေ့နိုင်ငံဥခိယားနဲ့နှချောင်းချာရီအနီးတစ်ဝိုက်မှာလေ့ကျင့်ရေးစခန်းအစ်စ်များတိစောက်ထားကြောင်းနေဇက်ဒေသခံတွေစီကနေသိရှိရပါတယ်ခင်ဗျာ ARC တပ်ဖွဲ့များကယခုလိုပြောဆိုလာရခြင်းမှာရခိုင်ပြည်နယ်မှာနိုင်ငံရေးစစ်ရေးအကျက်အတဲများကိုအခွင့်ကောင်းယူနေပြီးတော့စစ်ကောင်စီနဲ့ဟန်ကျန်းညီညီစစ်ရေးဖော်ရန်ကြိုးစားလာခြင်းဖြစ်နိုင်တာကြောင့် ULA AA အနေနဲ့တတိကြီးစွာစောင့်ကြည့်ဖို့အတွက် လိုအပ်ကြောင်းရခိုင်နိုင်ငံရေးသမားများကပြောဆိုနေကြပါတယ်။အခုကနိုင်ငံရေးအကြက်တဲကာလကိုအခွင့်ကောင်းယူပြီးတော့ ARS တွေကရခိုင်ပြည်နယ်ကိုအခြေချပြီးတပြည်လုံးကိုတိမ့်မယ်ဆိုတဲ့ပုံစံမျိုးမြင်တွေ့လာရပါတယ်။မဟာမိတ်သုံးဘွဲထဲမှာလည်းတအောင်းနဲ့ကိုကန့်ကအပြစ်ရထားပြီးတော့တစ်ဖက်မှာရခိုင်ကိုစစ်ကောင်စီကပြန်ပြီးထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့ကာလနဲ့တိုက်ဆိုင်နေတယ်။ဒါတွေကစစ်ကောင်စီနဲ့ ARS တို့ကြားမှာသုံးတရာဟန်ချက်ညီညီစည်ရေးဖော်ဆောင်မှုကြိုးစားနေတယ်လို့လည်းမြင်ရတယ်လို့ ရခိုင်နိုင်ငံရေးစောင့်ကြည့်သူတအူးကပြောဆိုလာပါတယ်။စစ်ကောင်စီနဲ့ ARS အဖွဲ့ကပြီးခဲ့တဲ့ဘူတီတောင်မောင်းတော်တိုက်ပွဲတွေမှာအာရခတပ်တော်ကိုပူးပေါင်းတိုက်ခိုက်ခဲ့တဲ့မဟာမိတ်အဖွဲ့တွေဖြစ်ပါတယ်။လက်ရှိမှာ ARS အဖွဲ့ကဘင်္ဂလားဒေ့နယ်စပ်မှာရှိတဲ့ AA တပ်စခန်းများကိုချောင်းချောင်းတိုက်ခိုက်မှုများစက်တိုက်လှုပ်ဆောင်နေပြီးတော့မောင်းတော်ဘူတီတောင်ရသေးတောင်မြို့နယ်များကဒေသခံများကိုခြုံခိုတိုက်ခိုက်ခြင်းအကြမ်းဖက်တပ်ဖြတ်ခြင်းများလည်းလုပ်နေပါတယ်။ ဒါကြောင့်မောင်တော်မျိုးနယ်မြောက်ပိုင်းဘင်္ဂလားဒေ့နယ်စပ်ကြီးရွာများကဒေသခံအချို့ကလည်း ARSA နယ်အကြောင်းလုံခြုံရေးစိုးရင်ရပြီးတော့ရွှေ့ပြောင်းနေသူများလည်းရှိလာကြောင်းသိရပါပါတယ်ခင်ဗျာ။လက်ရှိမောင်တော်ဘူတိတော်မျိုးနယ်တွေထဲမှာ ARSA ဖွဲ့ကတောင်းကျမ်းနေတာကြောင့်ဒေသခံတွေခီးသွားမှာကိုတော့စိုးရင်ရတယ်။အခုလည်းဆက်လက်တိုက်မယ်လို့ ARSA ဖွဲ့ကပြောထားတော့အရခတ်တပ်တော်ကအင်အားသုံးပြီးထိထိရောက်ရောက်ကင်တွယ်ဖို့လိုအပ်တယ်လို့ ဘူတီတောင်ဒေသခံမျိုးသားတအူးကပြောပါတယ်ဆက်လက်ပြီးထူးခြားသတင်းတစ်ပုဒ်ကိုဆက်ပြောရမယ်ဆိုရင်တရုတ်ဖီအားကြောင့် TNLA ဆုတ်ခွာသွားတဲ့နေရာတွေကိုမြည်သည့်တပ်ဖွဲ့မှဆက်လက်ခုခံနိုင်မည်မဟုတ်တဲ့အပြင်ဝင်ရောက်နေရာယူပါကပြည်သူများပုံမူထိခိုက်သိဆုံးမှုရှိလာမယ်။မြောက်ပိုင်းမဟာမိတ်တွေစစ်ရေးနိုင်ငံရေးအမြင်ဆုံးပူးပေါင်းရမယ်။မပူးပေါင်းနိုင်ပါကတမျိုးပြီးတမျိုးစစ်ကောင်စီလက်ထဲပြန်ကျသွားမယ်ဆိုတဲ့သတင်းမှာမန္တလေးတိုင်းမိုးကုတ်မြို့နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့က ရုပ်ဖီအားကြောင့် TNL တက်များဆုတ်ခွာသွားပါကမိသည့်တက်ဖွဲ့များမှဆက်လက်ခုခံနိုင်မှာမဟုတ်တဲ့အပြင်ဝင်ရောက်နေရယူပါကဒေသခံအရက်သားပြည်သူများပုံမူထိခိုက်သိဆုံးမှုရှိလာနိုင်တယ်လို့ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ဒေသစည်ရေးလေးလာစောင့်ကြည့်နေသူလွေးစန္ဒဝင်းကြီးအမိလွဲကယနေ့နံနက်ပိုင်းမှာပြောဆိုထားတာတွေ့ရပါတယ်။ဒီမှာအမြင်ပြောရရင် TNL ဆုတ်ခွာသွားတဲ့နေရာကို PDF တွေကပြတ်ထိန်မယ်ဆိုတာမယူရဲ့ဆန်တဲ့အပြင်အရက်သားပြည်သူတွေကိုသေတွင်းနေပို့တာပဲ။ ပြောရရင်လေပြည့်လက်နက်က PDF တွေစီမှာမရှိဘူးလေပြည့်လက်နက်ရှိနေရင်တော့တမျိုးပေါ့ရှင်းအောင်ပြောရရင် စကားစကားရေပြင်ကမလာခင်ဝေဟင်က အရင်ပြစ်မှာတေးကြတယ်လို့ရွေးစံတာဝင်းကြီးကပြောပါတယ်စည်ရေးမှာကိုဘက်ကနီးပညာရောလေရင်ပြည့်တနက်တွေမရှိဘဲနဲ့ဆက်လက်ခုခံသွားမယ်ဆိုတာမဖြစ်နိုင်ဘူးအခုမိုးကုန်းပြည်သူတွေကမီအေးသုံးကနာဖြစ်နေပြီစစ်ကောင်စီခေတ်လဲဇနာ PNL ကလည်းမကာကွယ်နိုင်ကြဲအခုတတိယအုပ်စု PDF တွေကလည်း ိုးကုတ်ကိုမလွတ်ဘူးဆက်လက်ကာကွယ်မယ်လို့ကြွေးကြော်တာကထုတ်ပြန်ချက်ထုတ်နေတာဟာလုံးဝလက်ခံနိုင်စရာမရှိဘူးတကယ်လို့စက္ကစလေးဘုံကျဲရင်သူတို့ PDF တွေသိမှာမဟုတ်ဘူးအပြစ်မဲ့ကျွန်တော်တို့မိုးကုတ်ပြည်သူတွေရဲ့အိမ်တွေပြက်မယ်လူတွေသိမယ်နောက်ဆုံးတော့ပြည်သူမျက်နှာကြည့်ဆိုပြီးစာပြန်ထုတ်ပြီးပြန်ဆုတ်သွားမယ်အဖွဲတွေပါအမှန်ပြောရရင်ဘယ်သူမှလက်ခံမှာမဟုတ်ဘူးလို့မိုးကုတ်စစ်ရေးတရင်ရှင်းမြစ်ကလည်းထောက်ပြပြောဆိုထားပါတယ် PNL ကတရုတ်ရဲ့ဖီအားရောစစ်ကောင်စီရဲ့လေကြောင်းထိုးစစ်ကို ခုနှစ်လလောက်တဖွဲ့တဲ့ခုခံနေတော့ဆက်လက်ထိန်းသားဖို့ခက်လာတာကတခု နောက်ပြီးအရသားတွေတည်ဆုံးတာများလာတာတွေကြောင့်မလွှဲဆောင်တာလို့သာစစ်ကောင်စီနဲ့အပြစ်ရထားတယ်လို့မြင်ပါတယ်လို့ကချင်စစ်ရေးနိုင်ငံရေးလေးလာတုံးသက်သူကပြောပါတယ် TNL ရဲ့စစ်ရေးနယ်မြေနောက်ဆုံးမှုရဲ့နောက်ဆက်တွဲက TNL အပြင်ကျန်တဲ့မြောက်ပိုင်းမဟာမိတ်တဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေအတွက်လည်းလုံခြုံရေးရဆက်လက်ထိန်းချုပ်နိုင်မလားဆိုတာသင်ခေါ်မှုကြီးမားလာနေပါတယ် ဒီလိုနိုင်ငံရေးစီရင်အခက်အခဲအချက်တဲကိုကျော်ဖြတ်နိုင်ဖို့ဆိုတာမဟာမိတ်တွေစီရင်နိုင်ငံရေးအမြန်ဆုံးပူးပေါင်းရမယ်မပူးပေါင်းနိုင်ရင်တော့နောက်ဆုံးတစ်မျိုးပြီးတစ်မျိုးစစ်ကောင်စီလက်ထဲပြန်ကျသွားမှာတေချာပါတယ်လို့ဥဇော်ဆန်ကထပ်မံသုံးသပ်ပြထားပါတယ်ဆက်လက်ပြီးတော့မိုးကုတ်မြို့ကိုကာကွယ်ဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကို PDF မိုးကုတ်ပြူဟာကနေဖိတ်ခေါ်နေတာကိုလည်းတွေ့ရှိရပါတယ်မန္တလေးတိုင်းကကဘာကျော်ဗဒံများတွေထွက်ရှိရာမိုးကုတ်မြို့ကာကွယ်ရေးနဲ့ ဒေါ်လာရေးတာဝန်ရှင်တွေကိုပြန်လည်ထမ်းဆောင်ဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မုတ်ကုတ်ဗျူဟာကဒီကနေ့အောက်တိုဘာ31ရက်နေ့မှာ ပြန်လည်ဖိတ်ခေါ်ချက်ထုတ်ပြန်ခဲ့ပါတယ်။ဒေါင်းတပ်မတော် TNL ကမုတ်ကုတ်နဲ့မိုးမိန်မျိုးကနေစုခွာဖို့စစ်ကောင်စီနဲ့သဘောတူအပြစ်ခတ်ရဲစဲပြီးတဲ့နောက်မုတ်ကုတ်ဗျူဟာပါဝင်မျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကုတ်ကဲမှုလောက်အောင်မှာရှိတဲ့မန္တလေးဒေသ PDF တပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးနယ်မြေတွေကိုဆက်လက်ကာကွယ်မယ်လို့အတည်ပြုမှုတွေဇက်တိုက်ပြုလုပ်ခဲ့သလိုတပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုလည်းအခုလိုပြန်လည်ဖိတ်ခေါ်ခဲ့တာပါရဲဘော်တို့ကနေဦးတော်လန်ရေးခီးမှာသွေးချွေးအနစ်နာခံမှုများနဲ့တော်လန်ရေးရဲ့အင်အားကြီးမားသောအစိတ်ပိုင်းများဖြစ်ခဲ့ကြပါတယ်။ကြောင်မျိုးမျိုးကြောင့်မိုးကုတ်ပြူဟာနဲ့ခိတ္တကင်းကွာ နေခဲ့ကြတာကိုနားလည်စာနာမိပါတယ်။ရဲဘော်တို့ရဲ့အတွေ့အကြုံရဲဘော်တို့ရဲ့စွမ်းရည်ရဲဘော်တို့ရဲ့တော်လန်ရေးပေါ်ထားရှိတဲ့စေတနာများကို မိုးကုန်ပြူဟာအနေနဲ့အမြဲတန်ဖိုးထားရှိနေမှာဖြစ်တဲ့အတွက်ကြောင့်တော်လန်ရေးရဲ့ခွန်အားတရအနေနဲ့မိုးကုန်ပြူဟာနဲ့အတူပြန်လဲလက်တွဲတိုက်ပွဲဝင်ကြရန်နှွေးထွေးစွာဖိတ်ခေါ်ပါတယ်လို့မိုးကုန်ပြူဟာရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားတာကိုတွေ့ရှိရပါတယ်ခင်ဗျာနောက်ဆုံးထူးခြားသတင်းတစ်ပုဒ်အနေနဲ့ညဝတီမြို့ဖလူဒေတာမှာတိုက်တဲ့ဘုံကျဲမှုကြောင့်ဒေတာကန်တွေဖက်ပြေးတိမ်းရှောင်နေရတဲ့အပြင် မနေ့ကရခိုင်ပြည်မှာလည်းမြို့သုံးမြို့ကိုအချမ်းမဆစ်တဲ့ကဘုံကျဲချမှုကြောင့် ိခိုက်သိဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းမှာကင်းပြင်းနယ်မြောက်ဝတီမြို့တောင်ပိုင်းမှာရှိတဲ့ဘလူးကျေးရွာကိုအခုရက်ပိုင်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးတော့ဒေသခံရွာသူရွာသားတွေထွက်ပြေးသိမ်းရှောင်နေရတယ်လို့နေမီခံသတင်းရင်းမြစ်တွေကနေသိရပါတယ်။မြောက်ဝတီမြို့တောင်ပိုင်းမှာရှိတဲ့လေကီကောမြို့တစ်ကိုအော်တိုဘာလ18ရက်နေ့ကစစ်ကော်မရှင်တပ်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်မြောက်ဝတီဝေါ်လီလမ်းပိုင်းကိုထိုးစစ်ဆင်လာခဲ့ရမှာ နေ့စဉ်လိုလိုတိုက်ပွဲပြင်းထန်ဖြစ်ပွားလျက်ရှိပါတယ်ဖြစ်ကော်မရှင်တက်ကမြောက်ဝတီဝေါ်လီလမ်းပိုင်းကအင်ဂျင်မြန်ရွာကနေမေလဘန်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးစစ်ဆင်တိုက်ခိုက်နေသလိုလေးကီကော်မေဝါခီကနေတဆင့်ဖလူကျေးရွာဘက်ကိုဥတီလာပြီးစစ်ကြောင်းထိုးလာတယ်လို့ဒေသခံရင်းမြစ်ကနေသိရှိရပါတယ်ဖလူကျေးရွာတဲကိုအော်တိုဘာ30ရက်နေ့နေ့လယ်ပိုင်းကစစ်ကော်မရှင်တက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလိုလေနဲ့လေလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ဒေသခံရွာသူရွာသားတွေကတော့ချားဘေးလွယာနေရာကို ဖက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကအော်တိုဘာလ30ရက်နေ့မှာရခိုင်ကမြို့သုံးမြို့ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တာကြောင့်ထိခိုက်ဒေဆုံးမှုတွေရှိတယ်ဆိုတဲ့သတင်းမှာရခိုင်ပြည်ကြောက်ဖြူပုံနာကျွန်းနဲ့ဇတိတောင်မြို့တို့ကိုပြီးခဲ့တဲ့အော်တိုဘာ30ရက်နေ့တရက်ထဲမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပြီးရဲသားပြည်သူများထိခိုက်ဒေဆုံးမှုရှိကြောင်းသိရပါတယ်။ဒီမနေ့အော်တိုဘာလ30ရက်နေ့နနက်9:00အချိန်မှာစစ်တွေမြို့မှာရှိတဲ့စစ်ကောင်စီတပ်ရင်းတွေက ဇတိတောင်မြို့နယ်မိုးဆဲကျွန်းကနေဒီကန်ကျေးရွာကိုဒုံးများနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဆက်လက်ပြီးစစ်ကောင်စီတပ်ကနေ့လယ်2နာရီခွဲအချိန်မှာလဲပုံနာကျွန်းမြို့တဲကိုလေကြောင်းကနေတပ်ဖိုက်တာနဲ့ဘုံးဆယ်လုံးကျဲချခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီရဲ့ထိုးပုံးတွေကမြို့ထဲမှာရှိတဲ့တရင်ငန်းကားတုံညသခင်စစ်ကောင်စီတပ်ထဲသူခုနှစ်လုံးကြာရောက်ပောက်ကွဲခဲ့ပြီးတော့မိသက်ယုံနဲ့ပြက်ဆက်ယုံတို့ကိုဘုံသုံးလုံးကြာရောက်ပောက်ကွဲခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်ငန်းကားတုံညတရင်တွေကအဆောက်အဦတချို့နဲ့မိသက်ယုံ ပြန်ဆက်ရုံးတို့မှာထိခိုက်ပျက်စီးမှုများရှိသွားပြီးတော့ပြည်သူများထိခိုက်ဒေဆုံးမှုမရှိကြောင်းသိရှိရပါတယ်။စစ်ကောင်စီတပ်ကဂျမန်နေ့ညနေ၄နာရီအချိန်မှာကြောက်ဖြူမြို့နယ်စင်ချောင်းတိုင်နယ်စင်ချောင်းကုံဘွေကျေးရွာကိုပေါင်900ဘုံးနှလုံးကျဲချအတိုက်ခိုက်ခဲ့ပါတယ်။ထိုတိုက်ခိုက်မှုကြောင့်စင်ချောင်းကုံဘွေကျေးရွာမှာအမျိုးသမီးများအပါအဝင်ရဲသားဒေဆုံးသူ9ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ10ဦးကျော်ရှိကြောင်းသိရှိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့သူများပါဝင်နေတာကြောင့်လက်ရှိမှာအရေးပေါ်ဆေးကုသမှုတွေခံယူနေရပါတယ်။အော်တိုဘာ29ရက်နေ့နေ့လယ်ပိုင်းမှာလဲတက်တွေမျိုးနီးမှာရှိတဲ့ကလတန်မြို့ဝမှာရနားထားတဲ့ချစ်ကောင်စီနေပြည်တော်ကပေါက်တာမျိုးနဲ့ဘက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တာမှာတောင်ညိုချေးရောင်မှာအသက်9နှစ်ရွယ်ကလေးငယ်တဦးတေဆုံးပြီးတော့ဒဏ်ရာရရှိသူ2ဦးရှိကြောင်းသိရပါတယ်။2023ခုနှစ်နိုဝင်ဘာ13ရက်နေ့ကနေစတင်တဲ့ရခိုင်ပြည်နယ်အတွင်း တကြောပြန်တိုက်ပွဲကာလတစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဒုံးပစ်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်ရဲသားတေဆုံးသူ980ဦးဒဏ်ရာရရှိသူ2054ဦးနဲ့ဖမ်းဆီးခံရသူ1000ဦးရေရှိကြောင်း AA ရဲ့ HDC ကိုကျောင်းကနေအော်တိုဘာလ25ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီနေ့30ရက်နေ့အထိရခိုင်ပြည်နယ်ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်နေတာကိုသိရှိရပါတယ်ခင်ဗျာ။အခုပြောပြပေးသွားတာတွေကတော့အော်တိုဘာလ30ရက်နေ့ ညနေခင်းထိတွေ့ရှိထားတဲ့သတင်းတွေတွေကမှသူကြားသတင်းတွေဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်းအဲဒီ Subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာ